စကိုင်းမြင့်ငလင်မှာမတမာသူတွေကအုပ်စုဖွဲ့အလှပစ္စည်းယူကပြန်ရောင်းစားနေလို့လူပြောများနေပြည်သူများလုံးမင်္ဂလာပါရှင့် Famous Selly News ကနေပြန်လေးကြိုဆိုလိုက်ပါတယ်။မကြသေးခင်ကကြုံတွေ့ခဲ့ရတဲ့ဘေးကြီးမှာမန္တလေးစကိုင်းမြို့မှာလည်းထိခိုက်ဆုံးရှုံးမှုများစွာဖြစ်ပေါ်ခဲ့ရပါတယ်။ဒါပေမဲ့အမှန်တကယ်ထိခိုက်ခဲ့ရတဲ့မိဘပြည်သူတွေအနေနဲ့ကတော့မိသားစုဝင်တွေဆုံးရှုံးလိုက်ရတယ်လို့ဘယ်လို့မှနှလန်းမထူနိုင်အောင်ဖြစ်နေခဲ့ရပါတယ်။ သူတို့တွေလိုမျိုးအမှန်တကယ်လိုအပ်နေတဲ့သူတွေကိုအလူရှင်တွေကလည်းကူညီပေးဖို့အတွက်လှုံ့ဆော်ခဲ့ကြတာကိုတွေ့ရပါတယ်။ဒါပေမဲ့ကိုရိုင်းကအများကြီးထိခိုက်ခဲ့ရတာမျိုးမရှိပေမဲ့လာလူသမ ्या အလူရှင်တွေစီကနေအလူပစ္စည်းတွေအကုန်လုံးကိုတင်ကျုံယူပြီးအမျက်ထုတ်ချင်နေကြတဲ့လူတစုလည်းရှိနေပါသေးတယ်။သူတို့တွေကတော်တော်လေးကိုဆင်းရဲနှွမ်းပါသူတွေဖြစ်ကြပြီးအတိတ်တရားမရှိကြတာကြောင့်ဒီလိုလုံရမျိုးတွေကိုကျူးလွန်နေတာဖြစ်တယ်လို့ဆိုပါတယ်။အလူရှင်တွေကရိတ်ခါတွေနဲ့အလူငွေတွေကိုလာရောက်ပြီးတော့လူတန်းတဲ့အခါမှာသူတို့ရဲ့နှွမ်းပါတဲ့ပုံစံလေးတွေနဲ့တနာစရာကောင်းအောင် အလူပစ္စည်းတွေကိုလက်ခံယူနေကြတာဖြစ်ပါတယ်။ဒီလိုမျိုးယူတဲ့နေရာမှာအများအပြားယူဆောင်ကြပြီးတော့လာလူသမျှလူရှင်တွေတရားမှမလွတ်ရအောင်လှည့်ပတ်ပြီးတော့ယူဆောင်နေကြတာဖြစ်ပါတယ်။အမှန်တကယ်လိုအပ်နေလို့အလူပစ္စည်းတွေယူတာကတော့ဖြစ်သင့်ပေမဲ့သူတို့တွေကအမှန်တကယ်လိုအပ်တာမျိုးမရှိပဲဒီအလူပစ္စည်းတွေကိုဈေးတင်ပြီးတော့ပြန်ရောင်းစားဖို့အတွက်စူးစမ်းနေကြတာဖြစ်ပါတယ်။ဆာလာအကြီးတွေအကြီးကြီးတွေနဲ့ရှိသမျှအလူပစ္စည်းတွေအကုန်လုံးကိုထည့်ပြီးတော့မိသားစုဝင်တွေရှိသမျှအကုန်လုံးတန်းစီကအလူရှင်တွေစီကနေတနာစရာကောင်းစွာနဲ့ယူနေကြပါတယ်။ သူတို့ရဲ့အိတ်ထဲမှာလိုအပ်တာထက်ပိုနေတဲ့မတန်တဆရရှိထားတဲ့အလူပစ္စည်းတွေကိုအဲ့ဒီမျိုးမှာရှိနေတဲ့ဈေးဆိုင်ကြီးတွေစီကအမျက်တင်ပြီးတော့သွားရောက်ချတာမျိုးတွေအမှန်တကယ်လိုအပ်နေတဲ့သူတွေကိုပြန်ရောက်ချတာမျိုးတွေကိုပြုလုပ်နေကြတယ်လို့သိရပါတယ် အိုးအိမ်စည်းစိမ်တွေနဲ့မိသားစုဝင်တွေကိုအမှန်တကယ်ဆုံးရှုံးလိုက်ရတဲ့မိဘပြည်သူတွေကတော့ဒီလိုမျိုးအလူရှင်တွေပေးတာကိုနေရာတကာလိုက်ယူနေဖို့နေနေတတ်တာကိုပါတာကိုတောင်မလုံနိုင်ပဲစိတ်အားငယ်နေကြတာဖြစ်ပါတယ်။ဒါကြောင့်သူတို့တွေအစင်မပြေဖြစ်နေရကိုအခွင့်ကောင်းယူပြီးဘာမှထိခိုက်မှုမရှိတဲ့ပြည်သူတချို့ကအလူရှင်တွေစီကနေပစ္စည်းတွေကိုအကုန်သိမ်းယူနေပြီးအမျက်တင်ပြီးရောင်းစားနေကြတယ်လို့သိရပါတယ်။ဒီဖြစ်ရပ်ကိုစကိုင်းတိုင်းဒေသကြီးမှာအများဆုံးတွေ့ရတာဖြစ်ပြီးကလေးလူကြီးကအစာတအိမ်လုံးနေပါဆလာအကြီးတွေနဲ့အလူပစ္စည်းတွေကိုထဲကမလို့ ်ပါပဲယူနေကြတဲ့ပုံရိပ်တွေကိုတွေ့နေရပါတယ်။အလူရှင်တွေကလည်းဘသူဘေဝါကထိခိုက်သွားတယ်ဆိုတာကိုတေချာမသိတဲ့အတွက်တနာစရာကောင်းတဲ့ပုံစံလေးတွေနဲ့လာအလူခံကြတဲ့အခါမှာအကုန်လုံးလူဒန်းပေးခဲ့ပါတယ်။ဒါပေမဲ့သူတို့တွေကတော့ထမင်းဘူးတွေလူဒန်းနေဆိုရင်အသာဟင်းမပိုင်ရင်မစားဘဲလွှင့်ပြစ်ကြပြီးတော့တခြားသောတိန်းထားလို့ရတဲ့စားနပ်ရိက္ခာတွေကိုတော့ဈေးတင်ပြီးတော့ပြန်ရောင်းချနေရဖြစ်ပါတယ်။တချို့တွေဆိုရင်မိသားစုလိုက်ဆိုင်ကနေပတ်ပြီးအလူရှင်တွေရှိတဲ့နေရာတိုင်းမှာ တနာစရာကောင်းစွာနဲ့အလူခံပြီးတော့သူတို့ရဲ့အိတ်ကြီးတဲ့ကိုထိုးထဲကရောင်းစားဖို့ပြင်ဆင်နေကြတာဖြစ်ပါတယ်။တကယ်ဒုက္ခရောက်နေကြတဲ့ပြည်သူတွေကတော့သူတို့ရဲ့အိမ်လေးတွေမှာမိသားစုဝင်တွေကို ပြန်တွေ့မလားဆိုပြီးထိုင်ဆောင်ကြရင်နဲ့အလူရှင်တွေပေးသမျှကိုမရဘဲအစာရေစာလိုအပ်နေကြတာရှိပါတယ်။ဒီလိုမျိုးကိုချင်းတိတ်ခါမကောင်းတဲ့လုပ်ရက်တွေနဲ့အုပ်စုဖွဲ့ပြီးတော့အလူပစ္စည်းတွေအကုန်လုံးလိုက်သိမ်းနေကြတဲ့လုပ်ရက်တွေကြောင့်အလူရှင်တွေလည်းစိတ်ပြတ်နေရပြီးတော့နောက်ဆိုရင်တော့တန်အိမ်တဆင်းလိုက်လံလှူဒန်းပြီးတော့လိုအပ်တဲ့သူတွေကိုရရှိအောင်လှုပ်ဆောင်ပေးဖို့လိုအပ် ်နေတာဖြစ်ပါတယ်။အကုန်လုံးဆင်းရဲဒုက္ခခံစားနေရတဲ့ချိန်မှာဒီလိုမျိုးမတော်မတရားပြုမှုတွေပြုလုပ်တဲ့ပုံမှာဘယ်လိုမျိုးထင်မြင်မိလဲဆိုတာပြောသွားခဲ့ပါအောင်ရှင်။အဆုံးတကျရှုပေးရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။